ဘုန်းကြီးတို့တွေမကောင်းမှုအကုသိုလ်ဆိုတာရှောင်ကြရမှာသို့တော့မကောင်းမှုအကုသိုလ်ကိုပုရုษေဘဝအလျောက်မတော်တဆလုံးမိသွားရင်ဒီအကုသိုလ်တတအောင်ပြေပြောက်အောင်လုပ်လို့ရတာလို့ဆိုရတယ်ဒီရှိရတယ်ဘယ်လိုလုံးရမလဲလို့ဆိုလို့ရှိရင် ကိုလုံးတဲ့အလုပ်ကို အမားကို အမားလို့မြင်ရမယ်ဒါမဟုတ်ဘူးငါလုပ်ပြီးတာမှားတယ်မှားတာကိုမှားတယ်လို့မြင်ပြီးတဲ့အခါမှာတရားနိလန်းအတိုင်းကုစားမယ်မှားမိတယ်ဆိုတာတောင်းပန်ရမယ်ဆိုရင်ဝန်ချတောင်းပန်တယ်ပြုပြင်ရမယ်ဆိုရင်လည်းပြုပြင်လိုက်တယ်ပြီးတဲ့အခါအာယတိန်တံဝရံအပိစတိနောက်ထပ်ထပ်မမအောင်ခူးဆိုင်တယ် အဲ့ဒီနီးနဲ့မကောင်းမပါဘူးသူကလွတ်သွားတယ်လို့သူပြောတယ်နော်လွတ်သွားတယ်ဆိုတာဒီပြစ်မှုကဝင်လုံးချွတ်လွတ်တယ်ဆိုတာမျိုးမဟုတ်ဘူးသို့တော့အကြောင်းတစ်ခုကောင်းမှုတွေကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းမှုကုသိုလ်ကသာ အလှဲ့ကျပြီးအကုသိုလ်ကအလှဲ့မကျလာဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှု ကပဲစက်တိုက်စက်တိုက်အကျိုးပေးသွားတဲ့အခါမကောင်းမှုအမှုတွေဟာအခွင့်မသားလို့ရှင်သူတို့ဟာအဟောတိကံဆိုတာမျိုးဖြစ်သွားတာမျိုးတွေရှိပေါ့နော်နိဗ္ဗာန်ရသွားပြီဆိုရင်တော့လုံးဝအဟောတိကံဖြစ်တယ်နိဗ္ဗာန်မရမချင်းတော့အဟောတိကံအကုန်လုံးမဖြစ်ဘူးအဲ့တော့ဖြေးတဲ့နီးကတခုရီးတော့ဖြေးနီးကတော့မကောင်းမှုအကုသိုလ်တွေကို အပြစ်မြင်ပြီးတော့ကောင်းမှုကုသိုလ်တွေရဲ့အကျိုးစင်ញင်စဉ်းစားပြီးမကောင်းတာတွေကိုရှောင်ကျင်ပြီးကောင်းတာတွေကိုမြန်မြန်လှုပ်ခြင်းဟာမကောင်းမှုအကုသိုလ်တွေကလွတ်ရလွတ်ကြောင်းပဲဖြစ်တယ်။တန်တရားတွေမှာသွားတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေဟာကုသိုလ်နဲ့အကုသိုလ်ပဲအများသလဲဆိုရင်အကုသိုလ်ကများမှာပဲ။တရားရည်ရဲ့တဏ္ဍမအကုသိုလ်ဖြစ်တဲ့အချိန်နဲ့ကုသိုလ်ဖြစ်တဲ့အချိန်ဆိုရင်အကုသိုလ်ကများမှာပဲ။ သို့သောကုသိုလ်နဲ့အကုသိုလ်ဘသူကအစွမ်းကောင်းတယ်လို့ဆိုလို့ရှိရင်ကုသိုလ်ကိုပဟာယကအကုသိုလ်ကိုပဟတ္တပလို့ခေါ်တယ်ကုသိုလ်ကသာ အကုသိုလ်ကိုဖယ်ရှားနိုင်တာအကုသိုလ်ကကုသိုလ်ကိုဖယ်ရှားနိုင်လို့မရှိဘူးဆေးနဲ့ယောဂလိုပဲယောဂကျွန်းသွားရင်တော့ဆေးတိုးခြင်းမှာတိုးမှာပေါ့သို့သော ယောဂဘလောက်ကြီးကြီးဆေးရယောဂကိုတက်တာတော့အောင်လို့လုပ်ပြီးနိုင်တာပဲအဲ့လိုမျိုးလိုပဲကုသိုလ်ကောင်းမှုတွေဟာစွန့်ထက်လာပြီဆေးစွန့်ထက်လာပြီဆိုရင်နှစ်ပေါင်းများစွာခံရတဲ့ယောဂဟာလည်းပဲဆေးတစ်ခွက်တည်းနဲ့ပျောက်ခြင်းပျောက်သွားအဲ့လိုမျိုးလိုပဲကုသိုလ်ကောင်းမှုက အစွန်းတတိထက်ပြီးတော့အကုသိုလ်ကံတွေကိုဖယ်ရှားပြစ်တယ်အကျိုးမပြီးတော့ဘူးလို့ပြောတာမဟုတ်ဘူးစဉ်းစားကြည့်နော် အများကြီးတက်တာသွားအထင်ရှားဆုံးတရကတစ်ခုကိုပြောပြအင်္ဂုလိမာလာဇာလံကို လူတိုင်းသိကြတယ်အင်္ဂုလိမာလာဟာတကယ်ကိုတရားဓုတရားမြတ်ရလာအောင်ရင်ထဲမှာခြေကံပညာကောင်းတယ်ရှင်တွေကအသိဉာဏ်ရနိုင်တယ်အဲ့ဒီလိုဘဝမှာ အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်လင့်ကစားမကောင်းတဲ့အပေါင်းအသင်းတွေကြောင့်နားယောင်ပြီးတော့လူတွေကိုတတ်ဖြတ်ပြီးလက်ညှိုးကိုစုဆောင်တဲ့အလုပ်ကိုလုပ်ခဲ့လူတွေထောင်ပေါင်းများစွာတတ်တယ်နောက်ဆုံးသူ့ရဲ့မိဘအရင်းကိုပဲတတ်ဖို့ကြိုးစားလာဒါတွေမကဘူးမြတ်စွာဘုရားကိုပါတတ်ဖို့လုပ်လာအဲ့ဒါတော့ အကုသိုလ်ပြစ်မှုတွေကျွလွန်ခဲ့တဲ့လူသတ္တမလူယိုင်ကြီးဟာရသော်ဗျာနဲ့တွေ့တဲ့အခါမှာရသော်ဗျာကိုတတ်ဖို့လိုက်ရင်းကနေပြီးတော့မမီမလန်းဖြစ်တဲ့အခါမှာရသော်ဗျာကိုရက်လိုက်လို့អော်လိုက်တာရက်လိုက်လို့អော်တဲ့အခါမှာရသော်ဗျာက အေးတာသာလှက်ပြီးတော့ပြောတယ်ငါကရက်နေတာပါမိမဲ့ရက်ဖို့လိုပါတယ်ဆိုတော့အဲ့ဒီစကားလေးကိုကြားရတဲ့အခါမှာသူအတွေးဝင်သွားတယ်ဒီရန်ကသွားနေရင်လည်းငါရက်နေတာပါလို့ပြောတယ်ငါကြတော့မိမဲ့ရက်ဖို့လိုပါတယ်သူပါအိဒိပဲနဲ့ရည်ရွယ်ပြောတာပါလေဆိုတော့တိချင်းစိတ်ကနှိုးဆွားလာအဲ့တော့မြတ်စွာဘုရားကိုတိချင်းစိတ်နဲ့မေးတယ်ဘာဖြစ်လို့ဒီလိုပြောသလဲဆိုတော့ ေးငါကမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးမလုပ်လို့ငါဟာရထားလိုက်ပြီမင်းကမကောင်းမှုအကုသိုလ်တွေလုပ်နေတော့မှမင်းအဲ့ဒါတွေကိုရလိုက်လို့ငါပြောတာဒီစကလုံးလေးတလုံးနဲ့သူ့ဘဝဟာပြောင်းလဲသွားချက်ချင်းသူကိုင်းတဲ့လက်နဲ့တွေကုန်စွန့်ပြီးရသော်ဘုရားရှိဒူးထောက်ရသော်ဘုရားကလည်းသူ့ကိုအကြောင်းတော့ခေါ်သွားပြီးသင်္ကန်းဝတ်ပေးလိုက်တယ်ကြည့်တယ် အလုံးကိုရာဇဝမှုတွေမြောင်များစွာကျွလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်လူတွေမြောင်များစွာတတ်ထားတဲ့ပဏာတိပါဒအာဟုဇုကံရှိတယ်။သို့သောရသော်ဘုရားကသူ့ကိုတရားပေးတယ်။တရားပေးတဲ့အခါမှာရုပ်တရက်တရားအထုတ်လို့မရဘူး။ဘာတွေပဲမြင်နေတော့ဆိုလူတွေကိုလိုက်တတ်တဲ့မြင်ကွင်းမဲ့သူ့မြင်အာယုန်ထဲမှာရောက်နေတယ်။တရားထိုင်လို့မရဘူး။ မြတ်စွာဘုရားကနှီးပေးတယ်အေးယဟန်ဖြစ်လာတဲ့နေ့ကစပြီးယတ္တောဟံအရိယာယသာတိယသာတောယဟန်ဖြစ်လာတဲ့နေ့ကစပြီးဘေတရဝါကောမတတ်ပါဘူးဆိုတာလေးကိုအာယုံပြုတ်ပြီးအတိတ်ကတတ်တာတွေခဏမေ့တာအခုချိန်စင်ကြယ်တာလေးကိုအာယုံပြုတ်ပြုတ်ပြီးတော့တရားအထုတ်အဲ့ဒါလို့အထုတ်လိုက်တဲ့အခါသူကယန္တာဖြစ်သွား ရဟန္တာဖြစ်တယ်ဆိုတာအစွမ်းတတိအထက်မြတ်ဆုံးဖြစ်တဲ့ဒီအရတ္တမဲဆိုတဲ့ကုသိုလ်ရအဲ့ဒီအရတ္တမဲကကုသိုလ်ကသူလုံးတဲ့တဲ့အကုသိုလ်တွေအများကြီးကိုချိန်မုန်းပြလိုက်တယ်ကျိုးပေးလို့မရတော့နော်ကျိုးပေးလို့မရဘူးအကုသိုလ်တွေကျိုးပေးခွင့်မရအောင် ပိတ်ဆို့ဖယ်ရှားပြလိုက်တယ်သို့တော့သူတို့တတ်နိုင်တဲ့အကျိုးလေးတော့ပေးပါတော့ဆိုရင် ဆွမ်းခံသွားလို့ရှင်အတုသတ္တမကြီးဆိုပြီးအမေတတ်ခံရတဲ့လူတွေရှိတယ်ဆွေမျိုးတွေတတ်ခံရတဲ့လူတွေရှိတယ်အဖေတတ်ခံရတဲ့လူတွေအဲ့ဒီလူတွေကသူ့ကိုကြောက်လဲကြောက်နေယုံလဲယုံနေအဝေးကနေပြီးတော့ခဲနဲ့ပေါက်နေဒုတ်တွေနဲ့ပြစ်ကြတယ်အဲ့ဒီပြစ်လိုက်ခတ်လိုက်တဲ့ခဲတွေထုတ်တယ်ဟာတခါတည်းကသူ့ခေါင်းမှန်တယ်တခါတည်းကသူ့ပိုက်လာတဲ့သပိတ်ကိုမှန်တယ် တပိတ်လည်းခဏခဏ꽌တယ်ခေါင်းလည်းခဏခဏ꽌တယ်ဆိုတော့အဲ့ဒီဆင်းရဲဒုက္ခတော့သူခံရတယ်သို့တော့အပယ်ချဖို့ရအတွက်နောက်ဘဝဆိုတာမရှိတော့သည့်အတွက်ကြောင့်အပယ်ကတော့လွတ်တော်တယ်သူဆိုအဲ့တော့ဆိုလိုတာကအကုသိုလ်တွေကိုကုသိုလ်ကဖယ်ရှားပြနေတယ်သို့တော့ဖယ်ရှားလို့မရဘူးတည်သည်ရှားမဲနဲ့လုံးဝကြုတ်ပေးမဲ့အကုသိုလ်ကငါမျိုးရှိတယ် အဲ့ဒါကိုပင်စန္တရိယကံ၅ပါးလို့ခေါ်တယ်။အမေတတ်တဲ့အကုသိုလ်အဖေတတ်တဲ့အကုသိုလ်ယဟနာတတ်တဲ့အကုသိုလ်တန်ဃာတွေကိုသင်ခွဲတဲ့ယဟန်မြတ်စွာဘုရားသွေးစိမ့်တီအောင်တန်ရာရအောင်လုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအကုသိုလ်၅မျိုးကတော့တေတိချားမဲမှာပင်ငယ်ကိုဧကန်ဒိဋ္ဌကြမှာမလွယ်ဘူးသူကတော့ခုစားလို့မရဘူး ို့ဆိုယောဂလို့ပေါ့ယောဂကျွမ်းလာပြီဆိုရင် inquiry ပေါ့ကုစားလို့မရတော့ဘူးဆိုတာမျိုးအဲ့ဒီအကုသိုလ်ကံကတော့ကုစားလို့မရဘူးအခုလို့အင်္ဂုလိမာလာကျွလွန်ခဲ့တဲ့အကုသိုလ်တွေကအစွမ်းထက်တဲ့ရတ္တမိတ်နဲ့ပယ်ဖျက်လိုက်တဲ့အခါမှာ သူဟာအပင်ငယ်ချာမှမကြတော့ပဲနဲ့နော်ပြစ္ဆုတ်ကံဘဝမှာကဲနဲ့ပေါက်ထားလို့ ထုံနဲ့ပြစ်ခံရတာတို့ခေါင်းကွဲတာတို့တပိတ်ကွဲတာတို့သင်္ကန်းတွေဆုပ်ပြဲတာတို့ဆိုတဲ့ဒုက္ခလေးနဲ့တည်းပဲသူဟာဆုံးသက်သွားတယ်ဒီလိုဆိုလိုတယ်နော်အဲ့တော့အဟုသူကံကလည်းလွတ်မြောက်နိုင်တယ်နောက်ဆုံးမှကုသအဟုသူကံတွေကလွတ်မြောက်ဖို့ဆိုတာတန်တရားကလွတ်သွားပြီဆိုရင်တော့အကျိုးပေးစရာအကြောင်းရှိတော့မလွတ်သေးရင်တော့လိုက်ပြီးအကျိုးပေးတတ်တယ် ရဟနာဖြစ်တဲ့ဘဝတောင်မှခန္ဓာရှိနေသေးလို့ရှိရင်ကျိုးပေးတယ်။ရှင်မမောကလမထေမြတ်ဆိုရင်ခိုးတန်း900ဝိုင်းဝန်းပြီးတော့လှုပ်ကြံတပ်ပြတ်ခြင်းခံရတယ်ဆိုတာအလုံးသိနေကြ။အကုသကံလိုက်လာပြီးတော့ကျိုးပေးနိုင်တယ်ပေါ့။သို့တော့နောင်ဘဝဆိုတာမရှိသေးတဲ့အတွက်ကြောင့်ဘဝအကျိုးပေးတာတော့မဟုတ်တော့ဘူး။အေးဒါကြောင့်မို့အကုသကံဆိုတာဟာ ဒီဘဝမှာလည်းပဲတောကဖြစ်စီတယ်နောက်ဘဝမှာလည်းတောကဖြစ်စီတယ်ဖြစ်လျက်ဘဝမှာတောကရောက်ရတဲ့အကုသိုလ်ကံမျိုးမလုံးသိမှုကုသိုလ်ကံတွေပဲရအောင်တို့တွေစ조사အထောက်အမှာဖြစ်တယ်အကုသိုလ်မှန်သမျှရှောင်ရှားလို့ကုသိုလ်မှန်သမျှတိုးပွားအောင်တို့တွေစ조사အထောက်မှာလူဘဝမှာလူဖြစ်ရချို့မြတ်နတ်မှာဧကံဖြစ်တယ်ဓမ္မဝရဒေသနာမှာမြတ်စွာဘုရားဟောတဲ့ ဘဝသင်္ကန်းစာနဲ့ဓမ္မရသကို나ယူမှတ်သားကြပြီးတရားချက်ခင်သူတော်စင်ပရိသတ်ပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမဓမ္မရသကို나ယူမှတ်သားကြပြီးမိမိတို့ဘဝမှာအကုသိုလ်နဲနိုင်သမျှနဲအောင်ကုသိုလ်တရားတွေများနိုင်သမျှများအောင်တို့တွေအသိဉာဏ်ရှိတဲ့ဘဝမှာကျိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီနှလုံးသွင်းပြီး ကုသိုလ်တရားပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း